အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Cookie Station Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုကတော့ကျွန်တော်တို့ရွှေမြန်မာတွေကြိုက်လေးလေးဆက်ဆက်ကလေးနဲ့အရန်ရတာရှိတဲ့ငွေသိငွေပြီးစီချိုဟင်းလေးကိုပြင်ဆက်ပေးသွားမှာပါခင်ဗျာဗီဒီယိုလေးကိုမစတင်ခင်ကျွန်တော် Channel လေးကိုလည်း Like and Subscribe နှိပ်ခဲ့ပေးဖို့တောင်းဆိုပါတယ်ခင်ဗျာ ြင်းဆုံးလိုအပ်တဲ့ပအဝင်ပစ္စည်းလေးတွေကတော့ပပလီထားတဲ့ကြက်သွန်နီကြက်သွန်ဖြူနေဥတီကျမ်းမုံငပီးထမင်းစားစွန်းတစ်စွန်းလောက်နဲ့ထောင်းထားတဲ့ပစွန်၆တို့ပဲဖြစ်ပါတယ်ခင်ဗျာပအဝင်ပစ္စည်းလေးတွေဆင်းသင့်ဖြစ်ပြီဆိုရင်တော့ပိုးတွေကိုစီထည့်ပါမယ်ခင်ဗျာ စီပူးလိုက်ရင်တော့နနွဲ့မို့အနှဲငယ်ထဲပါမယ်ခင်ဗျာပြီးရင်တော့ကျွန်တော်တို့ဆွမ်းနာကလိထားတဲ့ကြက်သွင်ကြီးကြက်သွင်ဖြူတို့ကိုထည့်ပြီးတော့ရွှေဝါရောင်တန်းတဲ့အထိစီတက်ပေးရပါမယ်ခင်ဗျာကျွန်တော်ကတော့အရင်ဦးဆုံးကြက်သွင်ကြီးကိုပဲထည့်ပြီးတော့စီတက်ပါမယ်ခင်ဗျာကျက်သွန်ကြီးလေးတွေအနေနဲ့နွှဲလာပြီဆိုမှကျက်သွန်မျိုးထပ်ထည့်ပေးပါမယ်ခင်ဗျာ ခုလိုလေးကျက်သွန်နီလေးတွေနဲ့ငင်နှွှဲလိုက်ဆိုတော့ကျက်သွန်မြူထည့်ပေးလိုက်ပါတယ်ခင်ဗျ။ ခုလိုကြက်သွန်ဖြူနီလေးတွေနဲ့ငယ်နှွင်လာပြီဆိုရင်တော့စောနာကထောင်းထားတဲ့ပစွန်ကြောက်ထည့်ပစ်လိုက်ပါတယ်ခင်ဗျာပြန်တော့နောက်ထပ်ငပိထည့်ပြီး ြည်သွားအောင်ရောင်းမလေးနဲ့တေချာလေးခြေပြီးထားရပါမယ်ခင်ဗျာ ကပီလေးတွေခြေသွားပြီးအနှံလေးမွေးလာရင်တော့မြုပ်တီကျမ်းမုံလေးထည့်ပေးလိုက်ပါရခင်ဗျာ။ ရတာအတွက်ကတော့စားနှဲငယ်ထဲပါမယ်ခင်ဗျာပြီးရင်ချုံမုံနှဲငယ်ထဲပါတယ်ခင်ဗျာနောက်ထပ်အသံမြိုင်လေးနှဲငယ်လေကျွန်တော်ကတော့ညှစ်ထဲပြလိုက်ပါတယ်ခင်ဗျာ လိုအပ်တဲ့ရတာလေးတွေထည့်ပေးပြီးရင်တော့မိနစ်နေငယ်လောက်မှွေထားပေးလိုက်ပါရခင်ဗျာပြီးရင်တော့ကုလိုချင်တဲ့ရတာလေးဖြစ်မဖြစ်ကိုမြည်ကြည့်စီခြင်းပါရခင်ဗျာမြည်ကြည့်ပြီးကိုစိတ်ကြအရတာလေးဖြစ်ပြီဆိုရင်တော့အစင်းသင်းသုံးဆောင်နိုင်ပါပြီခင်ဗျာ ကြာရှည်ထားခံတဲ့ဟင်းလေးဖြစ်သလိုကျွန်တော်တို့ရွှေမြမာတွေကြိုက်လေးလေးဆက်ဆက်ကလေးနဲ့ကရင်တွေ့စီတဲ့ဟင်းကောင်းလေးတစ်ခွက်ဖြစ်လို့အိမ်မှာလိုက်ချက်စားကြည့်ကြဖို့ကိုလည်းလိုက်တွန်းလိုက်ပါရစေခင်ဗျာကျွန်တော်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးလို့ကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာမကြခင်မှာရတာရှိတဲ့ဟင်းအစ်စ်တွေနဲ့ပြန်လည်ဆုံတွေ့ဖို့မျှော်လင့်ပါတယ်ခင်ဗျာကျေးဇူးပါ